ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဆိုင်းခမ်းပါပြီးခဲ့တဲ့ match လ28ရက်နေ့နေ့လယ်ပိုင်းမှာစကိုင်းမြို့နီဘိုဘူးလှုပ်ခတ်ခဲ့တဲ့ငလင်းဟာတက်ရောက်မှုအေရီးယားကျေပြန့်ခဲ့ပြီးတော့မန္တလေးနဲ့စကိုင်းမြို့တွေအပါအဝင် တခြားဒေသတွေမှာပျက်စီးထိခိုက်ဒေဆုံးမှုတွေအများပြားရှိခဲ့ပါတယ်လက်ရှိအချိန်ထိလည်းငလင်းတန်တင့်ဒေသတွေမှာအရေးပေါ်အကူအညီတွေလိုအပ်နေသေးပါဒီလိုအချိန်မှာကျွန်တော်တို့သတင်းသမားတွေဟာလည်းနိုင်ငံအနှံ့သတင်းတွေကိုအချိန်နဲ့တပြေးညီပေါ်ထုတ်တင်ဆက်မှုတွေပြုလုပ်နေကြပါတယ်ဒီလိုမနာတမ်းလုပ်နေပေမဲ့ ဧရိယာတစ်ခုလုံးကိုခြုံမိနိုင်မှုခဲယဉ်နေတာကတော့ညင်မရပါဘူးဒီလိုအခက်အခဲတွေကြားထဲမှာပဲတရင်ဖောင်းပွားမှုတွေနဲ့အတူအချက်လက်အမှားတွေနဲ့တရင်တုတရင်မှားတွေကလည်းထက်ချက်မကွာလိုက်ပါလာပါတယ်ဒါကြောင့်ကျွန်တော်တို့တရင်တုတရင်မှားတိုက်ဖြတ်ရေး misinformation buster program မှာအချက်လက်စစ်ဆေးနေသူတယောက်ဖြစ်တဲ့ဂျူချန်းကိုတရင်မှားတွေနဲ့ပတ်သက်လို့အမေးမြန်းထားပါတယ်မင်္ဂလာပါမဂျူချန်းကြီးဟုတ်ကဲ့မင်္ဂလာပါရှင့်ဟုတ်ကဲ့ဗျ ဒီအခုဖြစ်ပေါ်ခဲ့တဲ့ငလျင်တန်းကြောင့်သတင်းတွေအများကြီးတင်ဆက်နေကြရရှိတယ်ပေါ့နော်ဒီတဆက်သေးမှာပဲမြေပြင်မှာရှိနေတဲ့ပြည်သူတွေကဒီဆိုရှယ်မီဒီယာကိုအသုံးပြုပြီးတော့လက်ရှိအခြေအနေတွေကိုဖော်ပြနေရလဲရှိပါတယ်ဒါပေမဲ့စိုးရင်စိတ်စာနာစိတ်နဲ့ဖြန့်ဝေနေကြတဲ့အခါမှာဒီဘယ်လိုမျိုးသတင်းမှတွေပြန့်နေလဲဆိုတာကိုအရင်ပြောပြပေးပါအောင်ခင်ဗျာ ဟုတ်ကဲ့အဲဆိုတော့ပေါ့နော်ဒီလက်ရှိဖြစ်နေတဲ့ဒီသဘာဝဘေးပေါ့နော်ဒီသဘာဝဘေးကြောင့်ပဲဒီ online မှာရောပြီးတော့ offline မှာရောပေါ့နော်သတင်းတွေကိုအမျိုးမျိုးဖြန့်နေကြတာမျိုးရှိရယ်ပေါ့နော်ဆိုတော့အဲ့ဒီထဲမှာဆိုလို့ရှင်ကိုဆိုင်ခန့်ပြောသလိုပေါ့နော်ဒီစိုးရိမ်တကြီးပေါ့လေအဝေးရောက်နေရတဲ့ဒီမိသားစုဝင်တွေကိုဆက်သွယ်လို့မရတဲ့အခါမျိုးမှာပေါ့နော်ဒီ line ပေါ်ကနေပဲအကူအညီတောင်းကြတာဘယ်နားမှာဘာဖြစ်ကြတယ်ဆိုတာမျိုးကိုတန်းကြရင်းနဲ့တော်တော်လေးကိုခရရိုက်ခဲ့ကြတာမျိုးရှိပါတယ် အခုအချိန်ထိပေါ့နော်ဒီအခုပြောနေတဲ့အချိန်ထိကိုဒီအကူညီတောင်းတာတွေဘာတွေကတော့ရှိနေသေးပေါ့နော်ဒါတွေကတော့ဒီစိုးရိမ်စိမ့်နဲ့ဟိုပြောကြတာဆိုကြတာမျိုးကတပိုင်းပေါ့လေဒီသတင်းတုတ်တွေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးဟိုစိုးရိမ်စိမ့်ဂျားတဲ့ကနေမှဖြန့်ဝေကြတဲ့ဒီငလျင်လှုပ်တဲ့ဗီဒီယိုဖိုင်တွေပေါ့နော်အများအပြားဒီလိုမျိုးကိုလက်စုပ်လိုက်ကရင်မြင်ရတဲ့ပုံတွေရုပ်တံဖိုင်တွေဗီဒီယိုဖိုင်တွေပေါ့နော်အဲ့ဒီဟာတွေကိုကြည့်ပြီးတော့ အမှန်လို့ဟိုယူဆပြီးတော့ share လိုက်ကြတာမျိုးရှိတယ်ပေါ့နော်တစ်ဆက်တည်းမှာပဲဟိုဘယ်မှာပါဖြစ်နေပြီးဆိုပြီးတော့ရေးတဲ့စာသားတွေပေါ့လေအဲ့ဒီအချိန်မှာဆိုလို့ဒီအချိန်မှာကျတော့ဒီအကောင်လုံးကစိုးရိမ်စိတ်ကြည့်ကြတဲ့အချိန်ပေါ့နော်ပြောရမယ်ဆိုလို့ရှင် panic ဖြစ်နေကြတဲ့အချိန်စိတ်လှုပ်ရှားနေကြတဲ့အချိန်ပေါ့လေဒီလိုမျိုးကိုစိုးရိမ်စိတ်ကိုအခြေခံပြီးတော့ပဲအဲဒီ line ပေါ်မှာဆိုလို့ရှင်အရစကားလားဒါမှမဟုတ်ကိုလဟလာလားတရင်အမှန်လားအမှားလားဆိုတော့ကိုမခွဲခြားနိုင် ဓာရီလည်းရှိတယ်ပေါ့နော်ဓာရီကြောက်ပဲဒီသတင်းတူတွေကပြန့်နှံ့တာမျိုးရှိပါတယ်ဆိုတော့ဒီငလျင်နဲ့ဆက်ဆက်ပြီးတော့ဒီမင်းသမားကနေတွေ့ပြီးတော့ဟိုဖော်ထုတ်စစ်စစ်ခဲ့တဲ့သတင်းတူသတင်းမှားတွေလည်းရှိပါတယ်ပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်အများဆုံးကတော့ဒီဗီဒီယိုဖိုင်တွေပေါ့လေပြီးတော့ဒီစာသားနဲ့ဖြန့်ဝေတဲ့မတိကြမတိကြတဲ့အကြောင်းအရာတွေလည်းပါပါတယ်ဟုတ်ကဲ့အော်ဒီမနေ့ကညတော့ကအလားတူဖြစ်စဉ်လိုမျိုးလည်းဖြစ်သွားတာကျွန်တော်တို့တွေ့ရပါတယ်ဒီရန်ကုန်မှာဆိုလို့ရှိရင်ငလင်းလှုပ်တော့မယ်ဆိုပြီးတော့လူတွေကုန်တိုက်အုပ်ပြေးဆင်းပြီးတော့ တော်တော်နဲ့မိတ်ဖဲဖြစ်သွားခဲ့ရတဲ့အခြေအနေမျိုးတွေကိုဆိုလိုရလို့ယူဆပါတယ်ဆိုတော့ဒါလက်ရှိမှာလည်းဒီသတင်းမှားတွေကတော်တော်များကိုပြန့်နှံ့နေပြီးတော့ဒီအချက်လက်စစ်ဆေးမှုတွေကလည်းလှုပ်ဆောင်နေကြရရှိတယ်ပေါ့နော်ဒါပေမဲ့လည်းဒီနောက်ထပ်အနေနဲ့ဆိုလို့ရှိရင်ဘလို့သတင်းတူတွေပြန့်လန့်နိုင်မလဲဆိုတာကိုလည်းပြောပြပေးပါဦးဟုတ်ကဲ့ ဒီငလျံတန်းနဲ့ဆက်ဆက်ပြီးတော့နောက်ထပ်ပြန့်နိုင်တဲ့သတင်းတွေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပေါ့လေအခုလက်ရှိမှာဆိုလို့ရှိရင်ဒီဖုန်းလိုင်းကြတာတွေဖုန်းလိုင်းမမိတာတွေပြီးတော့ဒီအဲစကိုင်းမှာပေါ့နော်အဓိကဆိုလို့ရှိရင်ဒီ line ဖြတ်တောက်ခံထားတာတွေကအခုချိန်ဒီကိုရှိနေတဲ့အခြေအနေပေါ့လေဆိုတော့ဒီလိုမျိုးအခြေအနေပေါ်မူတည်ပြီးတော့သတင်းတွေကဆက်ပြီးတော့ပြန့်နိုင်ပြန့်နိုင်တာမျိုးရှိပါတယ်ဒီအရှိမဟောပြောခဲ့သလိုပဲ ဒီအဓိကကတော့ဒီရုပ်တံ file တွေပေါ့နော်ရုပ်တံ file တွေဗီဒီယို file တွေပြီးတော့ပုံတွေပြီးတော့စာသားတွေပေါ့နော်မတိကြတယ်မတိကြတယ်စာသားတွေပေါ့ဒါတွေကဒီအသုံးများတဲ့ဒီ Facebook တစ်ခုတည်းတည်းမဟုတ်ဘူးပေါ့လေ ဒီမြန်မာနိုင်ငံသားတွေအသုံးများတာကဒီ TikTok လဲနောက်ပိုင်းမှာပါလာတယ်ပေါ့နော် TikTok တို့ပြီးတော့ဒီအဲ Telegram တို့ YouTube တို့အဲ့ဒီပါမှားတွေပါပြန်တာပေါ့နော်နောက်မှာဆိုလို့ရှိရင်ဒီ Twitter မှာပါပြန်လာတာမျိုးတွေတွေ့ရတယ်ပေါ့နော်အခုလက်ရှိမှာဒီအင်အားပြင်းတဲ့ငလျင်ကလှုပ်လှုပ်ခဲ့ပြီးပြီပေါ့နော်ဒီ20ရက်နေတုန်းကဒီအင်အားအယံပြင်းတဲ့ငလျင်ကလှုပ်ခဲ့ခဲ့ပြီးပြီဆိုတော့ဒီဒီလိုမျိုးငလျင်လှုပ်တဲ့ဗီဒီယိုဖိုင်တွေထပ်ပေါ့နော်ထပ်ပြီးဘယ်လိုမျိုးပြန်လာနိုင်တလဲဆိုတော့အကူကြီးကြေးလေးလုပ်နေတဲ့ဖိုင်တွေပေါ့နော်ပြီးတော့ဒီအပြက်စီးထိခိုက်မှုဖိုင်တွေဒီဖိုင်တွေက ဟိုပြန်လာနိုင်တဲ့အခြေအနေရှိပါတယ်နောက်တစ်ခုကကျတော့ AI နဲ့လုပ်ထားတဲ့အားကြီးပေါ့နော် AI နဲ့ဒီဖန်တီးထားတဲ့ရုပ်တံတွေပြီးတော့အဲပုံတွေပေါ့နော်ပုံတွေဆိုလို့ရှိရင်တော့ဟိုနည်းနည်းသိတာဟိုနည်းနည်းအဲဘယ်လိုပြောမလဲသိတာထင်ရှားရေပေါ့နော် AI နဲ့လုပ်ထားတာဒါပေမဲ့ video file တွေဆိုလို့ရှိရင်နောက်ပိုင်း AI တွေကတော်တော်လေးကိုကောင်းကောင်းကောင်းမွန်မွန်လေးလုပ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့လူတွေယုံစရာဖြစ်တယ်ပေါ့နော်အဲအဲ့ဟာလေးတခုတော့သတိထားမှာပါအဲဒီ AI နဲ့ဖန်တီးပြီးတော့ ဟိုလောက်ထားတဲ့ရုပ်တံ file နဲ့ပတ်သက်ပြီးတော့လည်းဒီညီမတို့အချက်လက်စစ်ဆေးအတည်ပြုထားတာလည်းရှိရပေါ့နော်အဲ့ဒါလိုပဲပြီးတော့ဒီ AI တုံးပြီးတော့လက်ရှိဖြစ်စဉ်အဖြစ်ပေါ့လေသတင်းထုတ်ပြန်ဝေးတဲ့ဗီဒီယိုတွေပုံတွေရဲ့ NDA NDA တွေကလည်းနောက်ထပ်လည်းထက်ရှိလာအောင်မှာဆိုတော့ဒါကိုလည်းတော်တော်လေးကိုသတိပြုရမယ့်အနေထားပေါ့နော် နောက်ဆက်တွဲထွက်ပေါ်လာနိုင်တာကတော့ဘာလဲဆိုတော့ငွေလိမ်တဲ့ဟာတွေပေါ့နော်ဒီပြန်လဲထူထောင်ရေးကာလမှာဆိုလို့ရှိရင်လိုအပ်တာတွေအတွက်အလှူခံနေတဲ့ဟာတွေရှိရပေါ့နော်ဒီဟာတွေကတကယ်ကိုမြေပြင်မှာတွားရောက်ပြီးတော့လှူနေတဲ့လူတွေလည်းရှိသလိုပေါ့လေအလိုင်းပေါ်မှာဟိုအလှူခံပြီးတော့လိမ်ပြီးတော့အလှူခံတာတွေလည်းရှိနိုင်နေပေါ့နော်အဲအခုချိန်မှာဆိုလို့ရှိရင်ဒီ Facebook account တို့ဘာလို့ညာလို့ဆိုတာကလွယ်လွယ်လူကူကူဖွင့်လို့ရတဲ့ဟာမျိုးတွေပေါ့နော်ပြီးတော့အဲ ပြောမယ်ဆိုလို့ရှိရင်ငွေလွှဲတဲ့ဟာတွေလည်းတကယ်လို့ကိုယ်လိုင်ကန်တိပြီးပြီဆိုလို့ရှိရင် ပြန်လိုက်ဖို့ကမလွယ်ဘူးပေါ့လေဒီခေတ်အနေအထားဆိုလို့ရှင်ဒါဟိုဒါနဲ့ပတ်သက်ပြီးတော့လည်းဟိုတော်တော်လေးကိုသတိထားဖို့လိုအပ်တယ်ပေါ့နော်အဲပြီးတော့ဒီမြန်မာနိုင်ငံသားတွေကအများအပြားတနာလွယ်တဲ့စိတ်ရှိရဲပေါ့နော်ဒါဒီလိုမျိုးစိတ်ကိုဟိုတုံးအခြေခံပြီးတော့လူတွေကဒီစိတ်ကိုနင်းပြီးတော့ဟိုလိန်နာမျိုးတွေရှိပါတယ်โอเคอ่าဒါကတော့ဒါနောက်ဆက်တွဲပြန့်နှံ့လာနိုင်တဲ့သတင်းမာတွေအကြောင်းပေါ့เนา အဲဆိုတော့ဒီလိုပြောင်းနေတဲ့သတင်းတူသတင်းမှားတွေနဲ့ပတ်သက်လို့ရောဒီသတင်းဖက်ရှုသူတွေဆိုရှယ်မီဒီယာအသုံးပြုသူတွေအနေနဲ့အာဘယ်လိုမျိုးသတိထားတင်တာရှိမလဲအနောက်ပြီးတော့ဒီဒီအချက်လက်စစ်ဆေးနေသူတယောက်အနေနဲ့ဆိုလို့ရှိရင်ဒီလိုသတင်းတူသတင်းမှားတွေနဲ့ကြုံရပြီဆိုလို့ရှိရင်ဘာလုပ်တယ်လဲဆိုတာလေးကိုလည်းနည်းနည်းရှင်းပြပေးပါဦးဟုတ်ကဲ့ကျွန်တော်ပထမဆုံးပေါ့နော်ဒီအဲဆိုရှယ်မီဒီယာအသုံးပြုသူတွေအတွက်ပြောမယ်ဆိုလို့ရှိရင်အဲကို တွေ့လိုက်တဲ့သတင်းတွေအတိုင်းကိုပေါ့နော်ချက်ချင်းမယုံမနဲ့ဥမာဒီသတင်းထမ်းမှာအချက်လက်အပြည့်စုံပါရဲ့လားဆိုတာမျိုးအရင်ဆုံးစစ်ကြည့်တင်တာပေါ့နော်အဲ့ထမ်းမှာဆိုလို့ရှိရင်အဲပြောမယ်ဆိုလို့ရှင်ဘာ၆လုံးပေါ့လေအဲဘယ်နေရာမှာဘယ်သူကဘယ်လိုလှုပ်လိုက်တယ်ဘာဖြစ်တယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါကိုတိတိကျကျရှင်းရှင်းလင်းလင်းလေးပြောထားသလားဆိုတာကိုကြည့်ဖို့လိုအပ်တယ်ပေါ့နော်ဒီလိုဒီလိုမျိုးကိုပြောထားတယ်ဆိုလို့ရှင်တောင်မှ ဒီပြောထားတဲ့လူကဘယ်သူလဲယုံကြည်ရတဲ့အဲလူလားဒါမှမဟုတ်ယုံကြည်ရတဲ့ဌာနကလားအဲ့လိုမျိုးပေါ့နော်ပြန်ပြီးတော့ check လုပ်ဖို့လိုအပ်ပါတယ်ပြီးတော့ဒီ social media မှာဆိုလို့ရှိရင်တော့ဒီသတင်းရင်းမြစ်ကအရေးကြီးတယ်ပေါ့နော်ဒီဘယ်ကလာလဲသတင်းလဲခုနကတော့ပြောသလိုဘယ်သူရေးသလဲပေါ့နော် စာရာတွေကိုတပုတ်လုံးကိုဖတ်ပြီးတော့ဟိုပြန်ပြီးတော့စဉ်းစားဖို့လိုအပ်တယ်ပြီးတော့နောက်တစ်ခုကဒီတချို့လူတွေကဒီခေါင်းစဉ်လေးဖတ်ပြီးတော့အမှန်ထင်ပြီးတော့ယုံပြီးတော့ ပြန်ပြော share လိုက်တာမျိုးပေါ့နော်အဲ့ဒီဟာမျိုးတွေကလည်းအနေရရှိတတ်တယ်အာဘာလို့လဲဆိုတော့တချို့အဲအဓိကဘယ်လိုပြောမလဲ YouTube မှာဆိုလို့ရှင်ပို့ပြီးတော့တည်တာတယ်ဟို thumbnail ကိုသတင်းကောင်းကြီးခြားထားပြီးတော့အအထဲမှာဆိုလို့ဘာမှမဟုတ်တဲ့ဟာမျိုးပေါ့နော်အဲ့ဒီဟာမျိုးတွေကလည်းသတင်းအမှားတွေကရောရောပါလာတတ်တယ်ပေါ့နော် ဒီဟာတွေကိုအဲဘယ်လိုမျိုး check လုပ်လို့ရမလဲဆိုလို့ရှိရင်အဲယုံကြည်စိတ်ချရတဲ့ media တွေပေါ့နော်ပြီးတော့ဒီတရားဝင်ထုတ်ပြန်ချက်တွေပြီးတော့ဒီဌာနဆိုင်ရာကဖော်ပြချက်တွေနဲ့ပြန်ပြီးတော့ check လုပ်လို့ရပါတယ်နောက်တစ်ခုကတော့ဒီကျွမ်းကျင်တဲ့သူတွေကိုမေးဖို့မေးလို့ရတယ်ပေါ့နော်ဒီကျွမ်းကျင်သူလို့ဆိုတဲ့နေရာမှာ ဒေတာခန်တွေလည်းဖြစ်နိုင်တယ်ပြီးတော့ဒီသက်ဆိုင်ရာပညာရှင်တွေလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်ထပ်မေးလို့ရတာကတော့မင်းသမားပေါ့နော်ဒီသတင်းတူသတင်းမှာတိုက်ဖြတ်ရေးစီစဉ်ကနေပြီးတော့ဒီသတင်းတူအဲသတင်းဖတ်ရှုသူတွေပြီးတော့ဒီမင်းသမားပြည်သက်တွေအနေအတွက်ပေါ့လေဒီမတိကြမတိကြတဲ့သတင်းတွေပြီးတော့ဒီတန်တရားရှိတဲ့သတင်းတွေစစ်ဆေးစစ်ခြင်းတဲ့သတင်းတွေပေါ့နော်အဲ့ဒီသတင်းတွေကိုစစ်ပီးနေတဲ့အစီအစဉ်ရှိရဲအဲ့ဒီအစီအစဉ်ကိုအဲသတင်းကိုစစ်ဆေးခြင်းတဲ့သတင်းတွေကိုပို့ပေးလို့ရတယ်ပေါ့နော်ပို့ရမယ့် link ကိုလည်းတရားမှာထည့်ပေးထားပါမယ်။အာပြီးတော့ဒီ မင်းသမားကနေလည်းဒီစစ်ဆက်ထားတဲ့သတင်းတွေကိုပြည်သူတွေစီးပေါ့နော်အမြန်ဆုံးပြန်ပြီးတော့ပြန်လည်တင်ပြပေးသွားမှာလို့ပြောချင်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီလက်ရှိကျွန်တော်ငလင်တန်တင်နေတဲ့မြန်မာနိုင်ငံမှာပြန့်နှံ့နေတဲ့သတင်းတူသတင်းမတွေအကြောင်းနဲ့ဒီနောက်ထပ်အချိန်ကာလတစ်ခုမှဆက်ပြီးတော့ပြန့်နှံ့လာနိုင်တဲ့သတင်းတူသတင်းမတွေရဲ့အခြေအနေတွေကိုဒီပြည်ပြည်စုံရှင်းပြပေးတော့ရတဲ့အတွက်လည်းမကြူချောင်ကျေးဇူးအများကြီးတင်ပါတယ်။အော်နောက်ပြီးတော့ဒီကျွန်တော်တို့ပြည်သူတွေအားလုံးကိုလည်းဒီလက်ရှိကာလမှာအားလုံးဒီငလင်တန် ကြုံတွေ့နေရတဲ့သူပဲဖြစ်ဖြစ်မကြုံတွေ့ပေမဲ့လည်းဒီလိုမျိုးဒီတခြားဘယ်နေရာမှာပဲရောက်နေတဲ့ပြည်သူတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီအကုန်လုံးစင်ပြေချဖို့အတွက်ကိုကျွန်တော်တို့မျက်စိမှာဝိုင်းတော့သူဝိုင်းတော့သားတွေကအာဆူတောင်းပေးနေပါတယ်အခုတော့ဒီတဘာဝဘေးရန်ရဲ့ကြီးနဲ့ပြန်လဲထူထောင်ရေးကာလတွေကိုလည်းကျွန်တော်ပြည်သူတွေနဲ့အတူတူမြေစီမာကိဋ္ဌာနအနေနဲ့အတူတူချင်းဆိုင်ကြော်လွားဖို့ရှိနေမယ်ဆိုတော့ဒီကနေပဲပြောကြလို့ပါတယ်ချီချိုအပေးခဲ့ကြတဲ့သူတွေတယောက်ချင်းစီကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ လောကောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝင်ပြည့်ချက်ကြီးကိုနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစီ